မေဘာလို့ဒီမှာထိုင်နေရလဲနေမကောင်းဘူးလားဟုတ်တယ်ချွေးမလေးရေအမေနေလို့တိတ်မကောင်းဘူးကွယ်ဒါကြောင့်အဲ့ရကနေထားပြီးတော့ဒီမှာလားထိုင်နေတာအခုတော့နေအပူချိန်ကြောင့်ခန္ဓာကိုယ်ကနည်းနည်းပို့လို့နေကောင်းသွားတယ်တခခုလုံးစရာရှိလို့လားချွေးမလေးလိုချင်တာရှိရင်အမေကိုပြောနော်ဟုတ်ကဲ့အမေကိစ္စကတော့အိမ်မှာချက်စရာဘာမှမရှိတော့ဘူးလိုက်ရှာကြည့်တာလေဘာမှချက်စားဖို့မရှိတော့ဘူးလေ ပြီးတော့အမေသားကလည်းအခုထိ အလောက်ကနေပြတ်မလာသေးဘူး။သူပြန်လာရင်တောင်မှအ ਨੇ ဆုံးသူ့လက်ထဲစားစရာတစ်ခုခုတော့ယူလာပေးအောင်ပါပဲ။အခုမှနေလေခင်မဲရှိသေးပြန်တော့တမီးတို့တွေဘိုက်စာနေရပြီ။မနက်မိုးလင်းအဲ့ရနိုးတာနဲ့တမီးရေကန်ထဲကအသီးအရွက်တွေတားခုသေးတယ်။အဲ့ဒီကိုတမီးသားတို့ကလေရိုဟန်ရဲ့မိလေအသီးအရွက်တွေခုနေတာတွေ့လိုက်တယ်။အေးတမီးကဒီအိမ်ကိုချေးမအနေနဲ့ရောက်လာတာအခုမှရက်ပိုင်းပဲရှိသေးတယ်လေ။ ။တမီကဒီလိုလောက်တွေစလောက်နေပြီပဲ။ချွေးမလေးရဲ့ဘာလို့လောက်နေရလဲမလောက်ပါနဲ့ကွယ်။ဘယ်တက်နိုင်ပါမလဲအမေရဲ့။ဗိုက်စားတဲ့တံကိုခန်းစားနိုင်နေသူရှိလို့လား။အမေကျမ်းမကြီးကလည်းကောင်းတာမဟုတ်ဘူးလေ။အလောက်ကလည်းတိတ်ပြီးတော့မကောင်းဘူး။တမီလည်းလုံနိုင်တာတခုခုတော့လောက်ရမှာပေါ့အမေရဲ့။အမေပြီးတော့လေဘေးလူတွေပြောစကားကိုနားထောင်မနေပါနဲ့။ဘသူမှတမီးတို့ကိုထမင်းလာကြွရမဟုတ်ဘူးလေ။ ကိုထမင်းကိုစားပြီးတော့နေကြရတာပဲတကယ်ပါပဲနော်လက်ချမီရဲ့သမီးလိုချွေးမလိမ်မလေးရဖို့ဆိုတာခက်ခဲလာပါတယ်အမေစိတ်မပူပါနဲ့တကယ်လဲသမီးလိုချွေးမလေးကို ကံကောင်းလို့ရထားနော်ဒါကြောင့်အသက်ရှည်ရှည်နေပြီးတော့ချွေးမလေးနဲ့အတူတူဖြတ်တန်းသွားအောင်နော်ကောင်းပါပြီသမီးရဲ့ငါသမီးလေးတက်ရှည်ကျမ်းပါပါစေ ။သမီးကလည်းအမေလိုရောက်ခမရထားလို့မိဘအိမ်မှာနေရတယ်လို့အသက်ရှူချင်ပြီးတော့ကန့်ကောက်တာပါ။အမေဒီမှာနားနေအောင်နော်။သမီးအိမ်ပြန်သွားကြည့်လိုက်အောင်မင်း။အမေသားလေးတခါတလေဒီချိန်ပြန်လာတဲ့ဒိန်း။သူတခုခုယူလာပေးရင်တော့သမီးချက်ပြုတ်ပြီးတာနဲ့အမေအတွက်ရောသူ့အတွက်ရောစားဖို့ပြင်ပေးမင်း။ကောင်းပါပြီသမီးရဲ့ကောင်းပါပြီသမီးအိမ်ပြန်လိုက်နော်အမေကတော့ဒီမှာခဏထိုင်ပြီးတော့အနားယူလိုက်အောင်မင်း ရှင်ပြန်လာပြီလားချက်ပြုတ်စရာတခုခုပါလာသေးလားရှင်မနဲ့တည်းအခုဒီဘာမှမချက်ရသေးဘူးအမေလည်းတိတ်ပြီးတော့နေလို့မကောင်းဘူးအစာပုံမှန်မစားရင်တော့အမေဖျားပြီးတော့အိပ်ရတဲ့လဲသွားလိမ့်မယ်ဟုတ်တယ်အလုပ်ပြီးရနေကိုပြန်လာလိုက်တာကံကောင်းသွားတယ်ဈေးကနေဒါလေးတွေဝယ်လာခဲ့ပေးရလေမိဖို့ကြောင့်ကိုတွားကြည့်အောင်ကိုခရမ်းသီးနဲ့အာလူးတွေဝယ်ခဲ့တယ်ဓာတ်နဲ့နုံနုံဆင်းပြီးတော့ချက်လိုက်နော်အော်ဟုတ်ပါပြီ ဒါဆိုကျမချက်လိုက်အောင်မင်းခဏလေးစောင့်ပါနော်ဒါနဲ့နေပါအောင်ရှင်အလုတ်ထပ်ပြီးတော့သွားလို့ဆရာရှိသေးလားမရှိတော့ဘူးမရှိတော့ဘူးကို့မှာဘာမှသွားဆရာမရှိတော့ဘူးနော်ကိုအလုတ်တစ်ခုရထားတယ်15ရက်လောက်နေရင်တော့နောက်ထပ်အလုတ်တစ်ခုလုပ်ရမယ်အင်းမဟုတ်ပါဘူးမတက်ရက်ပြီးတော့စကားပြောမနေနဲ့တော့ထိုင်ပြီးတော့စကားနည်းနည်းပါးပါးပြောကြမင်းလीတနေ့ကုန်ရှင်နဲ့စကားမပြောအာတီဘူးဖြစ်နေတာ ကဲအခုထိုင်ပြီဗျာပြောလို့ရပါပြီ။ဘာပြောချင်သလဲ။မြန်မြန်ပြောပါ။လက်တမီကဟင်းနေသွားချက်ရအောင်ပါလေ။ကိုရမ်းပိုက်စာနေပြီ။ဟုတ်ကဲ့ပါ။ကျမသိချင်တာကလေဒီအိမ်မှာကျမချွေးမဖြစ်ရောက်လာတာရပ်ပိုင်းမဲရှိသေးတယ်။ဒါကြောင့်မို့တခုတော့မေးချင်နေခဲ့တာ။ဒါပေမဲ့ဘလို့ပြောရမလဲ။ကျမကြောက်လို့မမေးရဘူးဖြစ်နေတယ်။ဟင်မင်းကဘာကိုကြောက်တာလဲ။ မေးချင်တာရှိရင်ပုံမွင့်လင်းလင်းမေးလို့ရပါတယ်။ကိုဖြေပေးမှာပေါ့။အမေကပြောတယ်ရှင်တို့မှာညီကိုနှစ်ယောက်ရှိတာတဲ့။ပြီးတော့အမေက ကျမတို့နဲ့အတူတူလာနေတယ်။ရှင့်ရဲ့အကူကအရန်ချမ်းသာရည်သားနဲ့ဘာလို့အမေကိုပြန်မကြည့်ရလဲ။ဒီအိမ်နာဖြစ်သွားတဲ့နေ့တုန်းကလည်းကျမတို့ကိုစကားမခေါ်မပြောပဲလုပ်နေရလေ။အဲဒါကြောင့်ရှင်နဲ့သူကြားမပြေလည်တာတွေဖြစ်ထားသလားလို့ပါ။ဘာလို့သူကကျမတို့ဘော်ဒီလိုလောက်တာလဲ။ ပြီးတော့နောက်ထပ်အရေးကြီးတာတစ်ခုရှိသေးတယ်။ရှင့်ဖေကလည်းတအားချမ်းသာတဲ့တရေကြီးပဲလေ။ဒါကြောင့်ညီကိုနှစ်ယောက်စလုံးဟာငွေရေးကြေးရရဒန်းတူချမ်းသာတင်နေ။ရှင်ကရွက်ကျန်းရီကျိုးတဲလေးမှာနေနေရတဲ့အချိန်ရှင့်ကိုကနန်းတော်ကြီးနဲ့တူတဲ့အိမ်မှာ သူရဲ့စားစရာတောက်စရာအဝတ်စားတွေအရှံပဲနဲ့နေထိုင်နေတာဘရင်တပါးအတိုင်းပါပဲ။ကိုဘေကကိုကိုအရန်ချစ်ခဲ့ပါတယ်။ ဒါပေမဲ့အကိုကကို့ကိုညာပြီးတော့ပိုက်ဆိုင်မှုအားလုံးကို လူယူသွားခဲ့တယ်။စာကျုပ်စာရန်အတူတွေမှာသူ့နာမည်ပေါက်တွေလောက်သွားတာပေါ့။ဒါပေမဲ့မင်းတီလာလက်ချမီကိုကအားလုံးကိုဘုရားသခင်စီပုံအပ်ထားတာ။အကိုကတော့ပြောနေမှာပါ။အစဉ်ပြေးနေမှာပါ။ဒါပေမဲ့စစ်မှန်တဲ့သူဟာ တနည်းကျရင်တော့အနိုင်ရမှာပါ။အမှန်တရားကိုဘာနဲ့မှ ဖုံးဖိထားလို့မရပါဘူးကွာ။ တနေ့ကျရင်အမှန်တရားကဘူးပေါ်တယ်လို့ပေါ်လာမှမင်းကြည့်နေလိုက်ပါဟုတ်ပါပြီဒါဆိုနောက်နော်ကျမချက်လိုက်အောင်မယ်ပြီးရင်ထမင်းပြင်ပေးပါမယ်ဖခင်ရေဒီအာလူတွေကိုငါဘယ်လိုချက်ပေးရပါမလဲဒါကတနေ့စာပဲရှိတယ်ညကျရင်ဘာစားကြမလဲငါတော့နားမလဲတော့ဘူးအလုတ်တော့လုံနေပြီမင်းငွေကနှစ်ပေးတပြားပဲရတယ်ဒီရင်ရဲ့စားစရိတ်စကားတွေကိုဘယ်လိုဖြေရှင်းကြမလဲ ငါနားမလည်နိုင်တော့ဘူးကွာအိမ်ကယိုရင်းနေပြီးတော့မိဝတ်ကြောင်ရဲ့အခြေအနေက အချိန်မီခေါင်းမော်ပြုတ်ကျလာနိုင်တယ်။ဘုရားသခင်တပည့်တော်မတို့ကိုပျော်ရွှင်မှုလေးပေးသနာပါ။တပည့်တော်မရဲ့အမျိုးသားကလူကောင်းတစ်ယောက်ပါ။ဘာလို့သူ့ကိုပဲထိခိုက်နာကျင်ခံစားစေရလဲ။ကဲပါလေအရင်ဆုံးဓာရီကိုတီးဆုံချက်လိုက်မယ်။ညစာအတွက်တော့ငါ့ဘာသာရေကန်စီတွားပြီးတော့ပိန်းဥတွေပိန်းရက်တွေတွားပြီးတော့ခူးလိုက်မယ်။အဲ့လိုခူးပြီးတော့ပြုတ်တာပဲကောင်းပါတယ်။ ရွှေမလေးအမေမိုးဟန်တို့အိမ်ခဏသွားအောင်မယ်အိမ်မှာစောင့်ပြီးတော့ခင်းဆိုင်ပေးထားအောင်နှင်းတွေတခြားသိန်းတော့ကြောင်တွေကလာပြီးတော့ခိုးစားတတ်တယ်ဟုတ်ကဲ့ပါမေးစိတ်ချသွားပါတမီးလည်းဒီမှာချက်ပြုတ်လာအောင်မယ်ပြီးရလေအမေပြန်လာရင်မိုးဟန်တို့အမေစီကစားနေနေလောက်တောင်းခဲ့ပေးပါအောင်ရွှေမလေးရဲ့ဒီအိမ်ကိုဝင်လာရတာတိတ်ကိုဒုက္ခများနေရှာရောပေါ့ဟုတ်တယ်မလားအမေတို့ကိုခွင့်လွှတ်ပါ ။သမီးရဲ့သမီးကိုထမင်းနမ်းမအောင်တောင်မကျွေးနိုင်ခဲ့လို့ခွင့်လွတ်ပါကဲ။သမီးအတွက်လည်းအမေဘာမှမလုပ်ပေးနိုင်ဘူး။ဒါတောင် သမီးကဘာမှအထွတ်မတက်ပဲနဲ့အမေတို့အတွက်ပဲတနေ့တနေ့စိတ်ပူပန်ပေးနေရတယ်။အမေရဲ့သမီးမှာအမေအရင်မရှိတော့တာအမေလည်းသိတာပဲ။အမေကို ပထမဆုံးစတွေ့တဲ့အချိန်ကစပြီးတော့သမီးရဲ့အမေအရင်လိုဘာကြောင့်မှမသိခံစားနေရတယ်။ဒီချိန်ကစလို့အမေကဘာကြီးပဲဖြစ်ဖြစ် ။တမီးလက်ထက်ဖြစ်ခဲ့ရင် အမေချွေးမပဲလုပ်မယ်လို့ကြိတ်ဆိုခဲ့တာ။အမေကိုပြောပြအောင်မယ်။အမေကအရာအားလုံးကိုလိုက်ပြီးတော့စိတ်ပူပန်နေရင်အမေကျမကြီးအတွက်ကောင်းမှာမဟုတ်ဘူး။အမေတို့စီကစားနပ်ရိက္ခာနဲ့အဝတ်အစားတွေပြက်လက်နေတာလေ။တမီးလေးအနေစင်းရဲ့အစားစင်းရဲ့ဖြစ်နေတာပေါ့။အော်ဘာဖြစ်လဲအမေရဲ့ဒီမှာကပျော်ရွှင်မှုနဲ့အချစ်တွေပြက်လက်နေတာမဟုတ်ဘူးလေ တကယ်တော့အမေမှချွေးမကြီးရှိသေးတယ်။ဒါပေမဲ့အမေကိုတချမ်းမှကြည့်ချင်တာမဟုတ်ဘူးလေ။ तू မကြည့်တာလည်းမပြောပါနဲ့။အမေရဲ့ตาအရင်ချာကတော့အမေကိုဖက်လို့တာမဟုတ်ဘူးလေ။သမီးလေးသမီးလေးကအမေချွေးမမဟုတ်ဘူး။သမီးအရင်လေးပဲနော်။ငါသမီးလေးအမေတော့အောင်မေ။သမီးအေးအေးဆေးဆေးချက်ပြုတ်ပါ။ရှင်ကြီးပိုင်ဆိုင်သမ ्या အကုန်ရအောင်ယူပါလို့ရှင်ကိုပြောနေတာဘယ်နှကြိမ်ရှိပြီလဲ ဒါပေမဲ့ရှင်ကကျမစကားကို နားကိုမထောင်ဘူးပဲ။ရှင်ကပဲအာရလာထုံတာလား။ပြန်မပြောနားမထောင်နဲ့။ကျမကလည်းဘာမှပြန်မပြောတော့ဘူးလား။ရှင်မလုံနိုင်ရင်ကျမကိုယ်တိုင်သွားယူတော့မှာနော်။ဟိုလိုလိုဒီလိုလိုလုံနေတော့တာ။ကျမလှုပ်ခိုင်းရင် ရှင်ကတုတ်တုတ်မလှုပ်ဘူး။ကျမပြောတဲ့စကားတွေကတန်ဖိုးမရှိလို့လား။ဟာဘာကဝင်ရတိုးတိုးတက်တာပြောစမ်းမ။သူများတွေကြားတော့ပါအောင်မေ။ဒီမှာငါညီရဲ့ပိုင်ဆိုင်မှုအားလုံးကိုလိမ့်လေပြီးတော့ယူပြီးပြီပဲ။ အခုတဲစုပ်လေးကိုထက်လူရအောင်မလားငါသွားကြည့်စီမရှိဘူးကွာမင်းသွားမယ်ဆိုလဲသွားတော့ငါကဒီမျိုးတဲသွားเสียရှိသေးတယ်လူငယ်ရဲ့ရဲ့အနေငယ်ကတဲစုပ်လေးနောက်မှာတီးနေတဲ့တရက်ချန်လေးကတရက်သီးတွေခူးခဲလိုက်တယ်ဒီတဲတိတိလေးပဲကြံတော့တယ်ယူပြီးတော့ဘာလုပ်မှာလဲငါမှလည်းနေစရာတွေအများကြီးရှိနေရပဲအော်အဲ့ဒီနေရာက ရှင့်အတွက်သေးတယ်ပေါ့လေအင်းရဲ့ ဖြန်ဦးနဲ့ကြံတဲ့နေရာလွတ်တင်နေတဲ့ဘလောက်ရှိလဲရှင်းသေးချာမသိဘူးလားသူ့အတွက် ရေကန်ပေးမယ်လို့ငါညီကိုဂရီပေးထားတယ်အဲ့ဒီမှာငါမွေးမြူရေလှုပ်လိုက်မယ်ကျမရှင်းကိုတစ်သက်လုံးရှင်းပြနေရင်တောင်မှအတော့ဝင်မှာမဟုတ်တော့ဘူးပဲကျမသူတို့အိမ်ကိုသွားလိုက်မယ်သူတို့ကိုမှန်မှန်ကန်ကန်ချင်းချောက်နိုင်ရင်တော့အရာအလုံးအဆင်ပြေသွားမှာပါပြီးတော့ရှင်လဲအမြင်မြင်နေရပဲမဟုတ်လားရှင်းရမီကရှင်းညီနေပဲအတူအမြဲတမ်းရှိနေတာရှင်နေကောင်းလား ရှင်အစဉ်ပြေးရလာကိုဒီကြိမ်လေးတောင်မမေးဦးမလားမင်းကလည်းကွာသူပြောတဲ့သူနဲ့နေပါစေငါလည်းအမေကိုငါစီလာဖို့တခါမှမခေါ်ဘူးလေရှင်မင်းကပြောနေမှာပေါ့အခုအဲ့ဒီအိမ်မှာဘသူတွေနေနေလဲဆိုတာသွားကြည့်ရမယ်ငါအဲ့အစ်တင်ဖြစ်ပြီလားငါမျိုးတွေသွားရအောင်မယ်ရှင်ယူမဲအဲ့ကိုဘာသာပြင်ပေါ့ကျမကအာအာရရရှင့်အလုပ်တွေကိုပဲလိုက်လုပ်ပေးနေရတဲ့အိမ်ဖို့မဟုတ်ဘူး ဟိုဟာလှုပ်ပေးခိုင်းဒီဟာလှုပ်ပေးခိုင်းနေကျမစိတ်မရှိတော့ဘူးနော်ဒီမှာငါငွေရှိရလေရှိတော့ဘာဖြစ်လဲကျမဘွားမှာပျော်ရမယ့်ကံပါမှပျော်မှာလေတော့ကြီးလိုက်တဲ့မင်းမကွာငါပြီးမခံနိုင်တော့ဘူးအခုငါသွားပြီမင်းလှုပ်ချင်တာသာလှုပ်တော့တရားရောက်ရှိလားဟဲ့ထွက်ခဲ့စမ်းငါပြောစရာရှိတယ်အိမ်ထဲမှာလူရှိလားအော်အမပဲ လာပါအထဲဝင်လေထိုင်ပြီးတော့စကားပြောကြတာပေါ့ဟုတ်ပြီလားလာပါအမအထဲလာလေတက်တက်တသားနေပါအောင်စကားကိုဖြည်းဖြည်းချင်းပြောကြမေးလေဟဲ့ငါဒီကိုလာတာနင်းနဲ့စကားထိုင်ပြောဖို့မဟုတ်ဘူးငါပြောစရာရှိလို့လာတာအမေဘယ်သွားလဲနင်းယောက်ျားရောဘယ်မှာလဲကျမယောက်ျားကအလုတ်သွားပါတယ်အမေကနေမကောင်းလို့အိတ်နေပါတယ်ရှင် တခုခုအရေးကြီးပြောစရာဆိုရင်တော့ကျမကိုပြောထားခဲ့လို့ရပါတယ်အမကြီးကျမပြန်ပြီးတော့ပြောထားပေးမယ်လीဒီမှာငါပြောတာကိုနားထောင်နင်တို့အားလုံးဒီအိမ်ပေါ်ကနေနောက်နှစ်ရက်အတွင်းစင်းသွားတင်နေနားလေလားငါနင်တို့ကိုရဲစခန်းမှာတိုင်ကြထားတယ်ဒါကငါတို့ပိုင်နေမြေငါတို့ရောက်ကတိကြီးကဒီမြေကိုတားကြီးနာမည်နဲ့ပေးထားခဲ့တာငါတို့မြေကိုပြန်ပေးပါဒါကနင်တို့အတွက်ကောင်းလိမ့်မယ်ဘသူရောက်နေရလဲချွေးမလေး အော်ချွေးမကြီးပဲဘာလာလောက်တာလဲငါတို့စီကဘာလာလူအောင်မလို့ရောက်လာတာလဲအမေတို့နေနေတဲ့ဒီအိမ်ဒီချံကကျမတို့ဟာပဲနှစ်ရက်အတွင်းအိမ်ကိုပြန်အပ်ပါ မဟုတ်ရင်ရဲကအမေတို့ကိုစွဲခေါ်သွားလိုက်မယ်နင်တို့နှစ်ယောက်လုံးငါတို့စီကနေအကုန်ယူသွားပြီးပြီအခုဒီအိမ်ကမျက်စိကျနေပြန်ပြီပေါ့လေနားထောင်မင်းတို့ကမင်းနာမည်ပအောင်ဒီဟာတွေကိုတရားမဝင်ငွေပေးပြီးတော့ ာချုပ်တွေလောက်ယူနေတာဒါမှန်ကန်နဲ့လောက်ရမဟုတ်ဘူးဒီမှာဘယ်ဟာကမားတယ်ဘယ်ဟာကမှန်နေဆိုပြီးတော့လာပြောနေစရာမလိုဘူးရှင်းပြဖို့လည်းမလိုဘူးဒီနေရာကနေနှစ်ရက်အတွင်းမထွက်သွားပြီဆိုရင်တော့တော်တော်ဆိုးသွားလိမ့်မယ်နော်ငါလဲညီးကိုပြောပြလိုက်အောင်မေးအေးငါယောက်ျားမတည်ခင်ကညီကိုနှစ်ယောက်ရဲ့နာမည်နဲ့သူ့ပိုင်ဆိုင်မှုအားလုံးကိုညီလူညီမကခွဲဝေပေးခဲ့တယ် ဒါပေမဲ့အဲ့ဒီစာရွက်စာရင်းကိုဘယ်မှသိမ်းလဲဆိုတာမသိခင်မှာ तू မပြောပြသွားခဲ့ဘူး။ဘုရားသခင်စီရောက်သွားခဲ့တယ်။ဒါပေမဲ့ तू ငါ့ကိုတခါပြောဘူးတယ်။ဘာပဲဖြစ်ဖြစ်နင်အခုရမ်းမနေတယ်။နင်တို့လောက်ရက်တရားမမှန်ကန်ဘူး။ကြီးကိုလက်ချမီကဒုက္ခပေးနေလို့လား။ကြီးကိုချင်းချင်းနားကျင်အောင်လုပ်ပြီးတော့ပျော်ရွှင်နိုင်မှာမဟုတ်ဘူး။ရှင်ကအုံးနေပြီပဲ။တိတ်မကြရင်တေးမှာပဲလေ။အမိတ်ချွေးမှာပါဒါလမ်းပြီးတောင်းစားနေရလေဘာဖြစ်လဲ။ သူများအိမ်ပေါ်လာနေစရာမလိုဘူးအမရဲ့အမေကိုရိုးရိုးတီတီစကားပြောပေးပါရောက်ခမကိုဒီလိုရိုင်းရိုင်းဆိုင်ဆိုင်ပြောတဲ့သူရှိလို့လားကောင်းပြီလေဒီမီကအမတို့ပိုင်ချောင်းတက်တေးပြနိုင်ရင်ဒီနေရာကနေနေ့ရက်တွင်ထွက်သွားပေးပါမယ်အခုတော့အမပြန်มาတော့ရောက်ခမကအရင်ပြားနေတာအမရဲ့စကားလုံးကြောင့်သူပို့ပြောပြားလိမ့်မယ်ဒီမှာငါ့ကိုဆရာကြီးလာမလို့နဲ့ငါသွားမှာပါ ဒါပေမဲ့မှတ်ထားနှစ်ရက်အတွင်းစင်းရမှာနော်အမေအခုဘာရီဖြစ်အောင်မလဲယင်တမီးတို့ဘယ်မှာနေကြမလဲအမေရဲ့တမီးလေတဲ့ပြီးတော့စိတ်ညစ်တာပဲချွေးမလေးရဲ့အမေလည်းအတူတူပါပဲဘာလို့ရမန်းကိုမသိတော့ဘူးဒါပေမဲ့တမီးလေးမှတ်ထားပါအမန်တရားကတနည်းနည်းမှာတေချာပေါက်နိုင်လိမ့်မယ်ဖျားသခင်သားတကယ်ရှိတယ်ဆိုရင်အမေတို့ကိုတေချာပေါက်ကာဝယ်ပေးမှာပါ အများကြီးမတွေးပါနဲ့တမီးရဲ့ဟုတ်တယ်မီးတမီးလည်းဒီလိုပဲထင်ပါတယ်ဖရာသခင်သာလင်တမီးတို့ပေါ်ကောင်းပေးမှာပါဖရာသခင်သာလင်တမီးတို့ကိုကာဝယ်ပေးမှာပါကျုပ်ပြောတာမမှားဘူးဆိုရင်တော့ဒါရာဂျူတို့အိမ်ပဲဖြစ်မယ်ဟုတ်တယ်မလားပြီးတော့မင်းကရာဂျူလားဟုတ်ပါရဲ့ဆရာကျုပ်ကရာဂျူပါဘာကိစ္စများရှိလို့လဲကျုပ်တို့တခုခုလောက်ထားမိလို့လားဗျာ မဟုတ်ပါဘူးခမ ्या ဘာမှမလုပ်ထားပါဘူးကြောက်လာတဲ့အကြောင်းကမင်းတို့ကမင်းတို့အကိုကြီးရဲ့မြေပေါ်မှာတရားမဝင်အိမ်ဆောင်နေရဆိုလို့ပဲအဲ့ဒါကတရားမဝင်ဘူးဒီအိမ်ကနေ ချက်ချင်းထွက်သွားပြီပါမဟုတ်ရင်တော့ငါကမင်းတို့ကိုဖမ်းရလိမ့်မယ်ဘာရီပြောနေရလဲဆရာရဲ့ကျမသားကယူရဆိုတာမဟုတ်ပါဘူးဒါကကျမတို့ကိုပိုင်ပဲကျမသားကြီးကျမတို့ကိုတစ္ဆာဖောက်နေတာဟုတ်တယ် အမေပြောတာလုံးဝမှန်နေ။ "तू ကကျုပ်တို့ကိုလှည့်စားသွားတာ။ကျုပ်တို့မျိုးတွေကိုလာယူတာ။ကျုပ်တို့ကိုယုံကြည်ပေးပါဗျာ။နှစ်ရက်တွင်အင်းကထွက်သွားရမယ်လို့သူ့မိန်းမကကျုပ်တို့ကိုလာပြောသွားတာ။အခုမှတရက်ပဲရှိသေးတာ။ဆရာကဘာကြောင့်ရောက်လာတာလဲ။တိတ်ဆန်။ငါရောက်လာတာမင်းတို့မေးတာဖြေဖို့မဟုတ်ဘူး။နားလေလား။လူသဘောရငါမင်းကိုတရက်အချိန်ပေးမယ်။မနဲ့ပြမနဲ့အိယာသာပစ္စည်းတွေထုတ်ပိုးပြီးတော့ဒီကနေထွက်သွားပါ။ မင်းတို့မလုပ်ရင်တော့မနှက်ပြန်မင်းတို့အားလုံးကိုငါဖမ်းရလိမ့်မယ်။ဒါဆိုမင်းတို့လည်းထောင်ထဲမှာအေးအေးဆေးဆေးနေလို့ရတာပေါ့။ကောင်းပါပြီဆရာ။ကျုပ်တို့မနှက်ပြန်ထွက်သွားပေးပါမယ်။ဒီကဘာကြီးမှာအရာရာဟာငွေရှိမှရှုံးတယ်။လူတယောက်မှာပတ်စံများလေလေ။သူ့မှာလုံပိုင်ခွင့်ကများလေလေပဲ။ငွေများတရားနိုင်ပေါ့ဗျာ။ဆရာအခုပြန်နိုင်ပါပြီ။ကျုပ်တို့အားလုံးမနှက်ပြန်မနှက်စောစောထပြီးရောထွက်သွားပေးပါမယ်။အမေ ။တမီးမိုဟန်ရဲ့အိမ်ကိုခဏသွားအောင်မယ်။စားဖို့စမ်းမရှိတော့ဘူး။သူတို့စီကစက်နည်းနည်းလောက်သွားချင်းမလို့။တမီးရဲ့အနည်းဆုံးတော့တမီးလေးအစာစားပါအောင်။အမေကကျမ်းမကြီးလည်းမကောင်းဘူးကွယ်။ချွေးမလေးလည်းအမေနာမှာဘလောက်ထိဒုက္ခခံပေးနေမှာလဲ။တမီးကိုတမီးလေးဂယုဆိုင်ပါ။အမေတို့မှ အာလုံဆုံးရှုံးသွားပြီ။ဂယုဆိုင်သွားတော့တမီးလေး။ငါယောက်ျားရဲ့အကူကဒီတည့်ရချင်တော့ သူ့နာမည်နဲ့မောင်မိုင်စီးသွားပြီပဲညီဖြစ်သူကိုဘာတစ်ခုမှမပေးခဲ့ဘူးပဲဟမ်ဒီတရက်ပရင်နောက်မှာတွင်းတစ်ခုရှိနေပါရောလားဒီထဲမှာတစ်တာတစ်လုံးလိုလိုလေးရှိနေတယ်ဒါကဘာလဲအော်တစ်တာပဲဖြည်းဖြည်းချင်းဆွဲထုတ်ရမယ်အိုးတစ်တာထဲမှာစာချုပ်စာရင်တွေပါလားဒီချာထုတ်ကြည့်ပြီးတော့ဘာရီရေးထားလဲဆိုတာဖက်ကြည့်ရမယ်။စာချုပ်တွေဆိုတာတော့သိကြတယ် ဒါကငါရောက်ကတိဝတ်ထားခဲ့တဲ့စာရွက်စာတမ်းနဲ့အတူတူပဲဖြစ်မယ်။ငါအခုအိမ်ပြန်မယ်။အိမ်ပြန်ပြီးတော့သူတို့ကိုပြောပြရမယ်။ကြည်ပါ ကျမတို့ရဲ့ပြဿနာအလုံးကို အခုဖြေရှင်းနိုင်ပြီ။ဒါကရှင့်ဘေးဝတ်ထားခဲ့တဲ့စာရွက်စာတမ်းတွေပဲ။စာရေးစာဖတ်တာနင်းနေတော့ကျမသင်ဘူးတယ်။အခု ဖတ်တဲ့တလောက်ဖတ်ကြည့်ထားတယ်။ဒါကအမွေစာချုပ်တွေပဲ။ပိုင်ဆိုင်မှုတဝက်ကရှင့်အကိုကြီးအမည် နောက်တစ်ဝက်ကရှင်းနာမည်နဲ့ရှင်းရှင်းလင်းလင်းရေးထားတယ်။လက်ချ်မီမင်းကိုကိုဘလို့ကျေးဇူးတင်ရမယ်တော့မသိတော့ပါဘူးကွာ။ကိုခုသွားလိုက်မယ်။အခုကို ရှင်းနေစီသွားပြီးတော့ဒီစာရွက်စာတန်းကိုပြမယ်။ကျေးဇူးအများကြီးတင်ပါတယ်။ကိုတို့မိသားစုကိုကဲတင်ပေးလို့တကယ်ကိုကျေးဇူးတင်ပါတယ်။ကဲပါရှင်နောက်မှပဲကျေးဇူးတင်တော့အရင်ဆုံးကိုရဲ့ရှင်းနေစီအမြင်သွားပါ။မဟုတ်ရင်နောက်ကျသွားလိမ့်မယ်။ ဒီလိုနဲ့ရာဂျူးလည်းစာချုပ်တွေကိုရှင့်နေစီယူသားပြီးတော့ပြလိုက်တယ်။အမွေစာချုပ်ကိုဖတ်ပြီးတော့ရှင့်နေကရဲရင်နဲ့အတူရာဂျူးရဲ့အကူအင်ကိုသွားကြတဲ့။ဒီနေရာမှာမင်းတို့ဘီကပိုင်ဆိုင်မှုအားလုံးကိုညီကိုနှစ်ယောက်ကြားအညီမျှခွဲဝေပေးခဲ့ကြအောင်ရှင်းရှင်းလင်းလင်းရေးထားတယ်။မင်းကညီဖြစ်သူရဲ့ပိုင်ဆိုင်မှုကို တရားမဝင်သိမ်းပြီးတော့မောင်းပိုင်စီးထားတာလား။ဒါကဥပဒေအရတရားမဝင်တဲ့ပြစ်မှုတစ်ခုပဲ။ ဒီတော့အစိုးရဥပဒေနဲ့အညီမင်းတို့ထောင်ကြနိုင်နေစိတ်ပြက်စရာပဲစိတ်ပြက်စရာပဲမင်းကွာကို့ညီကိုချင်းချင်းကိုဒီလောက်မယုံမသားလှုပ်လိုက်တာကမမှန်ကန်ဘူးမင်းရဲ့ညီကြတဲစုပ်လေးထဲမှာထားပြီးတော့မင်းကိုယ်တိုင်ကြနန်းတော်လိုအိမ်ကြီးမှာအိတ်နေတယ်ဘလို့လဲကွာမင်းတို့ညီကိုမွေးချင်းတွေကြောင့်ကဘာပေါ်မှာအမွေလူအချင်းများပြီးတော့ရံပွဲတွေများနေရတယ်တေချာနားထောင်မှာမင်းညီလေးကမင်းကိုတိုင်တန်းရင်မင်းထောင်ကြလိမ့်မယ် မင်းကိုသူခွင့်လွှတ်ရင်တော့မင်းကလူငင်းချမ်းသာဝင်ကိုရမှာဖြစ်တယ်။သူမလွှတ်ရင်တောင်မှငါတို့ကတာဝန်ရမင်းကိုတခုခုတော့အေးအေးယူအောင်မှာ။ကျေးဇူးပြုပြီးတော့ကျုပ်ကိုလွှတ်ပေးပါဥယျာကြီးတို့ရဲ့လွှတ်ပေးပါဗျာ။ကျုပ်ဝန်ခံပါတယ်။အခုညီလေးရဲ့ခြေလက်တွေကိုကင်ပြီးတော့ခွင့်လွှတ်ဖို့တောင်းပန်ပါရစေ။ကျုပ်အခုထွက်သွားပြီးတော့ကျုပ်ဘဝတလျှောက်မှာသူ့ကိုဘယ်ရောမှစူးစူးရရဆက်ဆက်မှမဟုတ်တော့ပါဘူး။ကျုပ်ပိုက်ဆိုင်သမျှအားလုံးကိုလည်းညီလေးကိုပဲလွှတ်အပ်ပါမယ်။ ဟုတ်ပါရဲ့ဇီယာဟုတ်ပါရဲ့ရှင်ကျမယောက်ျားပြောတာမှန်ပါတယ်အခုချက်ချင်းသူ့ကိုခြေထောက်ဖက်ပြီးတော့တောင်းမှန်ပါမင်းကျေးဇူးပြုပြီးတော့ကျမတို့ကိုထောင်ထဲတော့မပို့ပါနဲ့နော်ညီလေးယူပါကျေးဇူးပြုပြီးတော့ခွင့်လွှတ်ပေးပါငါတို့တွေမင်းပေါ်မတော်မတရားအနိုင်ကျင့်မိပါတယ်ဆိုင်ရဲဆိုင်ရန်အတူတွေလှုပ်ပြီးတော့မင်းတို့ကိုအမွေမရအောင်လှုပ်ခဲ့မိပါတယ်ကွာရပါတယ်ဗျာကိုရဲ့အမားကို ကိုကိုတိုင်းနားလေသွားပြီဆိုရင်တော့ဒီထက်ကောင်းတဲ့သတင်းဆိုတာမရှိနိုင်တော့ပါဘူး ညီမလေးညီမကဆင်းရဲတဲ့မိသားစုကနေလာတာဖြစ်ပေမဲ့အမညီမလေးရဲ့ခြေပြားတော့မမိပါဘူးကွယ်အမတို့ကညီမလေးတို့ပေါ်မတရားဆက်ဆံနေမှန်းသိတာတော့ညီမလေးကအမကိုအမြဲတမ်းကောင်းကောင်းမွန်မွန်ဆက်ဆံပေးခဲ့တယ်ညီလေးအကိုတို့ကိုခွင့်လွှတ်ပေးပါအခုအကိုပိုင်ဆိုင်မှုအားလုံးညီလေးကိုလွှဲပေးပါမယ်အကိုရွာကနေထွက်သွားပေးပါမယ်မဟုတ်တာကိုရ ပိုင်ဆိုင်မှုအားလုံးကကျွန်တော်အပိုင်မှာမဟုတ်တာ ျွန်တော်တို့နှစ်ယောက်စလုံးနဲ့စိုက်နေဒါကြောင့်ကျွန်တော်တို့တွေအတူတူနေကြမယ်လေဒီတဲ့ပိုကောင်းတဲ့ညီကိုတန်ရောစင်ဒီကဘာပေါ်မှာမရှိနိုင်တော့ဘူးကျွန်တော်တို့နဲ့အတူမနေဘူးလားအကိုတို့လင်မယားရဲ့ညီလေးတို့လင်မယားနဲ့အမေရဲ့ဆိုရင်အယန်းကိုလှပနေတဲ့မိသားစုအိမ်လေးဖြစ်လာမှာဗျဘာလို့ကျမတို့နဲ့အတူတူလာမနေတာလဲလာနေမှာပေါ့အကိုတို့တွေတပွားလုံးအတူတူနေသွားကြမယ်ခွလပါညီလေးရဲ့အကိုခွလပါကွာ နောက်ဆုံးမှာတော့အကျဉ်ရုပ်တဲ့အကိုဟာအမှန်တရားကိုသိမြင်ပြီးတော့နောင်တရီရသွားကသဘောကောင်းတဲ့ညီလေးဖြစ်သူနဲ့အတူတူပျော်ရွှင်ချမ်းမြေ့စွာနဲ့နေထိုင်သွားကြပါတည်းကွယ်။ဟုတ်ကဲ့ပါဒီနေ့အတွက်ပုံမြင်လေးကတော့ဒီလောက်နဲ့ပဲပြီးဆုံးသွားပါပြီရှင်။ပုံမြင်လေးကိုကြိုက်နှစ်သက်တယ်ဆိုရင်တော့ channel လေးကိုလည်း like and subscribe နဲ့ခဲ့ပြီးပို့တောင်းဆိုချင်ပါသေး။နောက်တဲ့ပုံမြင်အသစ်တွေနဲ့ပြန်လာခဲ့ပါအောင်မရှင်။